အားလုံးပဲမင်္ဂလာပါမိုးလေဝသသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွားကြများရာဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ဆက်လက်တည်ရှိနေပါသည်အဆိုပါမုန်တိုင်းငယ်သည်မြန်မာနိုင်ငံကိုကိုကျိုးမြို့၏အနောက်တောင်ဘက်ရေမိုင်း350မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့၏အရှေ့အရှေ့တောင်ဘက်ရေမိုင်း900မိုင်ခန့်ကာကီနာဒါမြို့၏အရှေ့တောင်ဘက်ရေမိုင်း910မိုင်ခန့်အကွာပင်လယ်ပြင်ကိုပို့ပြူနေပါသည် အဆိုပါမုံတိုင်းငယ်သည်အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး26ရက်စည်လ2025ရက်နေ့၌အာကောင်းသောမုံတိုင်းငယ်ဖြစ်သူ၎င်း28ရက်စည်လ2025ရက်နေ့၌ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့တွင်ဆိုင်ကလုန်းမုံတိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်မုံတိုင်းငယ်၏လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေ့ရှားမည်အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ထားပါသည် အဆိုပါမုံတိုင်းငယ်ဤအချိန်ကြောင့်ယနေ့မှ28ရက်စည်လာ2025ရဲ့နေ့အတွင်းတင်းလှရတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမာနေရာစစ်စိမ်းနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှာနေရာကျကျမူထစ်ချုံရွာနိုင်ပါတယ် မြဝကျော်မမုတ်တမခွေမွန်တနင်္လာရီကံယူရန်တချောင်းနဲ့ကံလို့ပင်လယ်ပြင်တို့တွင်တခါတရံမိုးတက်လီပြင်းများကြရောက်ပြီးလှိုင်းသင်းသမားလှိုင်းကြည့်နိုင်ပါတယ်မိုးတက်လီပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနင်္လာရီ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြဝကျော်မမုတ်တမခွေမွန်တနင်္လာရီကံယူရန်တချောင်းနဲ့ကံလို့ပင်လယ်ပြင်တို့တွင်9ပင်မှ9ပင်ကန်ထိရှိနိုင်ပါတယ်ကျေမမပင်လယ်ပြင်တွင်လှိုင်းနှဲငယ်မှလှိုင်းသင်းသင်းရှိပြီး လိုင်းမြင်မှာရခိုင်ကန်ရိုးတန်းတစ်လျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့တွင်လေးပေမှ၆ပေခန့်ထိရှိနိုင်ပါတယ်ရှင်။တို့ဖြစ်ပါ၍မုံတိုင်းငယ်၏အချိန်ကြောင်းမိုးတဲတဲ့စွာရောက်သွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရနယ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်မြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နှင့်မြင်းငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှော်မှုများကိုကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်ရင်းလေကြောင်းပြန်တမ်း၏မြမကန်ရိုးရန်တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကန်နီကဝေးငါးဖန်းရင်ရင်များတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနေထိုင်ပါယံအတိပေးနှုတ်ဆော်အပ်ပါတယ်လို့တင်ပြရင်ယနေ့မိုးလေဝသတင်းတင်ပြခြင်းအစီအစဉ်ကိုဒီရင်မဲ့ရနာလိုက်ရပါတယ်ရှင်